ဒီနေ့ဘာတွေထူးတယ်လဲဒီကနေ့မှာတော့ရခိုင်ကြောက်ဖြူမှာ တိုက်ပွဲတွေပြင်းထန်နေပြီးတော့ A ကစစ်ကောင်စီစကန်ကိုထပ်သိမ်းလိုက်တဲ့တဲ့နရိခံတိုက်ပွဲမှာစစ်ကောင်စီတပ်သားအယောက်40ကျော်ကို CDF အရှိကဖမ်းဆီးလိုက်တဲ့တဲ့နဲ့တူထိုင်းကိုတရားမဝင်ခိုးဝင်လာတဲ့မြန်မာနိုင်ငံသားတွေအစုလိုက်အပြုံလဲဖမ်းဆီးခံရတဲ့တဲ့နေကိုပြောပြပေးကြပါမယ် အရှင်ဆုံးပြပြပေးခြင်းတဲ့တင်ကတော့ရခိုင်တပ်ဖြူမှာတိုက်ပွဲပြင်းထန်နေပြီးတော့ AA ကစစ်ကောင်စီစကန်ကိုထပ်သိမ်းလိုက်တဲ့တင်ကိုပြပြပေးခြင်းပါတယ်အခုရပိုင်းအတွင်းမှာပဲ RRA ရဲ့ရခိုင်တပ်ဖြူမျိုးသိမ်းတဲ့ပွဲကတော့ပြင်းထန်တဲ့ပြင်းထန်လာနေတယ်လို့လည်းစီရေးလိလာသူတွေကတော့ပြောဆိုထားပါတယ်ရခိုင်စီရေးလိလာသူ CDM ဘူဤစင်ယုံကအရခမြေတပ်ဖြူတိုက်ပွဲကပုံမပြင်းထန်လာနေပြီဖြစ်ပါတယ်မိုးတက်တန်စွာရွာသွန်းနေတဲ့ကြားကနေတိုက်ပွဲပေါ်ဆောင်နေတာလည်းဖြစ်ပါတယ် A တပ်ဖွဲ့ဝင်တွေကမိုးရွာရင်ပို့ပြီးတော့ဖိတိုက်လို့ရှိပါတယ်ရတခါ32ကိုတိမ့်ပိုက်လူနီနီဖြစ်နေတယ် လို့တညဝရီရေတက်စကန်ဌာနချုပ်ဘက်ကလည်းစစ်နယ်ဝင်စတင်ဖန်တီးနေပြီဖြစ်တယ်လို့လည်းတခိုင်ကစေအခြေအနေကိုတုံးသက်ပြောဆိုထားပါတယ်အခုနောက်ဆုံးသတင်းတွေအရအာဂရိုအေအေအနေနဲ့ကြောက်ဖြူမြို့နယ်ကစစ်ကောင်စီရဒက32ရက်အဓိကကာကင်းနေရာတွေဖြစ်တဲ့ပြိုင်စစ်ကေစစ်ကန်ကိုတင်းမိတ်လိုက်ပြီလို့လည်းဒေတာအခြေဆိုင်သတင်းမီဒီယာတွေနဲ့စစ်ရေးသတင်းမီဒီယာကပြောဆိုထားပါတယ် အဲ့ဒီပြိုင်စစ်ကစကန်းသိန်းတပွဲမှာစစ်ကောင်စီတပ်သား50တပ်မင်းအသေဆုံးခဲ့တယ်လို့စစ်သုံးပန်းတွေကလည်းလက်ရဖမ်းဆီးနိုင်ခဲ့တယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကနမ်ဘက်တောင်မင်းတတောင်လေးကမော့စကန်းတွေကလည်းစစ်ကောင်စီကလက်လွတ်ခဲ့ရပြီဖြစ်တဲ့လက်ရှိရက်ကတာ30နှစ်ကိုအပြင်းတန်တဲ့စစ်စင်နေတယ်ဒါပြီးတာနဲ့လေးစိတ်အဲ့ဒါပြီးရင်တော့ခလာရ34ဆက်ပြီးတော့တပ်ပြူအချင်းတောင်အဲ့ဒါလိုတိုက်စစ်ဆင်လိုက်ပါလိမ့်မယ် တပိုင်တည်းလဲတိုက်စစ်ဆင်သွားနိုင်တယ်လို့လဲစေးရသူတူကတော့ရခိုင်ကအခြေအနေကိုတုံ့သက်ပြောဆိုထားပါတယ်အခုလက်ရှိမှာအာကရတော် A အနေနဲ့ရခိုင်ကြောက်ပြူမြို့သိမ်းတိုက်ပွဲကိုအပြတ်မစော်သေးလို့ဒါတိုက်ပွဲကအချင်းချာနေတာဖြစ်ပြီးတော့အပြတ်စော်ပြီဆိုတာနဲ့အနည်းနဲ့အမြန်အပိတတ်သိမ်းပိုင်နိုင်လို့မယ်ရခိုင်စီရီလီလာသူတွေကတော့မှတ်ချက်ပေးထားပါတယ်နောက်ထပ်ပြောပြပေးခြင်းတဲ့တင်ကတော့နိုင်ကန်တိုက်ပွဲမှာစစ်ကောင်စီတပ်သားအယောက်40ကျော်ကို CDF အရှိကဖမ်းဆီးလိုက်တဲ့တင်ကိုလည်းပြောပြပေးခြင်းပါတယ်ရခိုင်နဲ့မကွေးတိုင်းကိုဆက်သွယ်ထားတဲ့ MRN လမ်းပေါ်မှာရှိတဲ့နိုင်ကန်လေချောင်းရံကာကွယ်ရေးတပ်စခန်းကြီးတိုက်ပွဲအတွင်းမှာတော့စစ်ကောင်စီတပ်သား 40ကျော်ကိုချင်းကကွေးတက်စီဒီအက်အရှိကတိုက်ခိုက်ဖမ်းဆီးနေတာလည်းဖြစ်ပါတယ်။အဲဒီနေရင်ကန်လေချောင်းရံကကွေးတက်စကန်ကြီးကိုတော့စီဒီအက်အရှိပါဝင်အကရတော် A ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေတာဖြစ်ပြီးတော့စစ်ကောင်စီတရားတီကိုလည်းဖမ်းဆီးထားတယ်လို့စီဒီအက်အရှိရဲ့သတင်းထုတ်ပြန်ချက်မှာတော့ဖော်ပြထားပါတယ်။စီဒီအက်အရှိပါဝင်အကရတော် A ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်အခုဇွန်လ၄ရက်နေ့ကနေ20ရက်နေ့အတွင်းမှာပဲစစ်ကောင်စီတပ်သား42ဦးကိုအရှင်ဖမ်းနာပြီးတော့တဦးကိုလည်းရှင်းလင်းနိုင်ခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ချက်မှာတော့ဖော်ပြထားပါတယ်။အဲဒီနေရင်ကန်လေချောင်းရံကကွေးတက်စကန်ကြီးရဲ့မီတာ200မီ ီတာတောင်ကန်တော့ကောက်ဝေးနေတယ်နေရီကန်ရဲ့ကာကင်စကန်တာဝါရန်စကန်ကိုနေကိုတော့အကရတော်အေဘူဝန်တပ်ဖွဲ့တွေကပြီးခဲ့တဲ့ဇွန်လ၄ရက်နေ့တည်းကတိုက်ခိုက်သိမ်းပိတ်ထားတာလည်းဖြစ်ပါတယ်နေရီကန်လေကြောင်းရကာကွေးတစကန်ကြီးကိုတော့စစ်ကောင်စီနေနဲ့လက်လွတ်ဆုံးရှုံးရဖို့ရှိရင်တော့အေသိမ်းပိတ်ထားတဲ့အမ်မြုပ်ကိုပြန်လည်ချီတက်မဲ့လမ်းလမ်းပေါက်ပိတ်သွားမှာဖြစ်တယ်လို့ဗရန်တန်နယ်မှာရှိတဲ့ချင်းချောင်းမှုတွေဗရန်တန်နယ်အတွက်လည်းချင်းချောင်းမှုတစ်ခုဖြစ်လာမယ်လို့စီဒီအမ်ဘိုးကြီးစင်ယွန်ကတော့သတင်းမီဒီယာကိုတုံ့သက်ပြောဆိုထားပါတယ် စစ်ကောင်စီကနေကန်စကန်ကိုလက်မလို့ရဲဘူးနေကန်စကန်ကိုလလုပ်လိုက်ပြီဆိုတာနဲ့အန်ကိုသွားမယ်တကားပေါက်လုံးဝပိတ်သွားပြီမရတော့ဘူးအဲ့ဒါအပြင်ဗရန်တနယ်ကိုပါနေကန်ကနေပြန်ပြီးတော့တိုက်ခိုက်မှုတွေလှုပ်လာနိုင်တယ်ပသိမ်မိုးရလမ်းကိုလည်းစိုးဝလာနိုင်တယ်စုံမိုးထားနိုင်ပြီးရင်တော့စစ်မင်နာဆိုရင်မင်းဘူးတရက်ဩဘကအထက်မင်းလာနဲ့စစ်သွေးတာမျိုးတွေဒီစစ်မင်နာဖွင့်လို့ရှားသွားမယ်အနေထားဖြစ်ပေါ့ရှားသွားမယ်အနေထားမျိုးတွေဖြစ်လာမယ်တော်လိုင်းတက်တွေကနေကန်ကိုရလိုက်ပြီဆိုရင်တော့ဗရန်တနယ်တို့လည်းကောင်းကောင်းမနေရတော့ဘူးလို့လည်းသုံးသပ်ပြောဆိုထားပါတယ်အစိုးရအနေနဲ့ပြပြပေးခြင်းတဲ့တဲ့ရင်ကတော့ထိုင်းကိုတရားမဝင်ခိုးနာတဲ့မြန်မာနိုင်ငံသားတွေအစုလိုက်ပြောလဲ ဖန်စီခံတဲ့တဲ့ရင်ကိုလည်းပြောပြပေးကြပါမယ် မလေးရှားနိုင်ငံကိုတရားမဝင်လမ်းကြောင်းကသွားမဲ့မြန်မာနိုင်ငံသားတွေအပါအဝင်ထိုင်းနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့မြန်မာနိုင်ငံသား40ကျော်ကိုထိုင်းနိုင်ငံကန်ချန်တပူရီခရမ်မှာထိုင်းအနာမိုင်တွေကဖမ်းဆီးလိုက်တာဖြစ်တယ်လို့ထိုင်းသတင်းတွေမှာတော့ဖော်ပြထားပါတယ်။အခုဇွန်လ23ရက်နေ့မနက်4နာရီအချိန်ကထိုင်းနိုင်ငံကန်ချန်တပူရီဖောင်ဖာဖုံဒေသမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား40ကျော်ကိုထိုင်းအနာမိုင်တွေကဖမ်းဆီးလိုက်တာဖြစ်တယ်လို့လည်းသတင်းမှာတော့ဖော်ပြထားပါတယ်။အဲဒီလိုဖမ်းဆီးခံသူတွေထဲမှာမလေးရှားနိုင်ငံကိုသွားမဲ့မြန်မာနိုင်ငံသားအမျိုးသား33ဦးနဲ့ဘန်ကောက်မြို့ပေါ်ကိုသွားမဲ့မြန်မာအမျိုးသမီး10ဦးပါဝင်တယ်လို့လည်းသတင်းကဆိုပါတယ်။ အဖမ်းခံရတဲ့မြန်မာတွေကအခုလိုတွားဖို့တဲ့တအုပ်ကိုဘတ်9000ကျပ်ထိပွဲစားကိုပေးခဲ့ရတယ်လို့လည်းထိုင်းရနာဘာတွေကိုပြောဆိုထားပါတယ်။မြို့သူမြို့ရှိကတော့ဘန်ကောက်မြို့ကိုတွားဖို့အတွက်တအုပ်ကိုထိုင်းဘတ်1000ကျပ်ခန့်ပွဲစားကိုပေးခဲ့ရတယ်လို့လည်းပြောဆိုထားပါတယ်။တရားမှုမြန်မာတွေကိုတည်ဆောင်လာတဲ့ကားကိုတော့ဇွန်လ22ရက်နေ့ညပိုင်းတော့က တနင်္ဂနွေတက္ကနုကျေးရွာအုပ်စုအမှတ်၄ရွာမှာရှိတဲ့ဘွေရင်လုံးဖုံးကျောင်းမှာစောင့်ဆိုင်းကဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာတော့ဖော်ပြထားပါတယ်။ခုလရှိမှာတော့ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသား၄၁ဦးနဲ့အကောက်ကိုမောင်းတဲ့ရင်မောင်းကိုတော့ဥပဒေအရအရေးယူဆောင်ရွက်ဖို့အတွက်ထိုင်းရနာပိုင်တွေကစောင့်ရနေတယ်လို့လည်းထိုင်းသတင်းတွေမှာတော့ဖော်ပြထားပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေကတော့ရန်ကုန်မော်လမြိုင်ဖားကန့်တို့ကဖြစ်ပြီးတော့အဲ့လူတွေအားလုံးမှာမြန်မာနိုင်ငံမထိုင်းနယ်စပ်ဖျားတုံးစုကချနဘူးလမ်းကြောင်းတစ်ဆင့်ဝင်ရတဲ့လူတွေဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာတော့ဖော်ပြထားပါတယ်။